ူရဂီလီတက်ရဲ့ C130 လေယာဉ်ပြတ်ကျမှုကြောင့်အနည်းဆုံးအမှုတန်း20ဦးသေဆုံးသွားခဲ့ကြောင်းသိရှိရပါတယ်။ယင်းပြတ်ကျမှုအပြီးမှာ C130 အမျိုးအစားစစ်ဖက်ကုန်တင်လေယာဉ်အလုံးပြန်တမ်းမှုကိုတူရဂီကယာယီဆိုင်ခံထားလိုက်ကြောင်းသိရှိရပါတယ်။နိုဝင်ဘာလ17ရက်နေ့က C130 လေယာဉ်ဟာအစာပိုင်းချံရဲ့ခံချမျိုးကနေတူရဂီစီတို့ဥတီပြန်တမ်းလာပြီးချော်ဂျီယာလီပိုင်နက်ထဲမှာပြတ်ကျသွားခဲ့ကြောင်းသိရှိရပါတယ်။ ရင်းသိဆုံးခဲ့တဲ့အမှုရမ်း20ဦးမှာအစာပိုင်ချမ်းရဲ့အောင်ပွဲနေ့အခမ်းအနားတွေမှာပါဝင်ခဲ့တဲ့နောက်နေရက်ကိုပြန်လာခဲ့ရလေဖြစ်ပါတယ်။ထိုခမ်းအနားဟာ2020ပြည့်နှစ်တုန်းကခါရာဘတ်ဒေတာပိုင်ဆိုင်ခွင့်နဲ့ပတ်သက်လို့ဖြစ်ပွားခဲ့တဲ့စစ်ပွဲမှာအစာပိုင်ချမ်းကအာမေးနီးယားကိုအနိုင်ရရှိခဲ့တဲ့အထိမ်းအမှတ်ဖြစ်ကျင်းပတာလေဖြစ်ပါတယ်။ရင်းပြချခဲ့တဲ့ C130 လေယာဉ်ကို အမေရိကန်ကုမ္ပဏီ Lockheed Martin ကထုတ်လုပ်တာဖြစ်ပြီးပြတ်ကျရတဲ့အကြောင်းရင်းကိုတော့စုံစမ်းနေစိမ့်ဖြစ်ကြောင်းသိရှိရပါတယ်။ Turkey ဟာအဲ့ဒီလေယာဉ်ကို2012တုန်းက Saudi Arabia စီကတဆင့်ပြန်လည်ဝယ်ယူခဲ့ပြီး2014မှာတတ်တော်ဝင်စေခဲ့တာလည်းဖြစ်ပါတယ်။